ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလညွတ်တာပဲဖြစ်ပါတယ်။၃ပိုင်းဒလာစာကြာတာရိသသမီများအတွက်ဟောစတဲ့နဲ့ရေရရတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြာတာရိသသမီများအနေနဲ့၃လပိုင်းမှာမိတို့လုံးတမျှသောကိစ္စဆောင်ရဲတမျှသောကိစ္စမမျှအားလုံးအစဉ်ပြေခြုံဝေပို့တွေရှိပါတယ်။ဒါပေမဲ့အဲ့ဒါအားလုံးဒီလီးမှန်လမ်းမှန်ဖြစ်နေဖို့လိုအပ်ပါတယ်။ ပဲတနာကြတော့ဗောမိမိဒီမိတို့လုံနေတဲ့အလောက်ကိုင်းနေဒီလီးမှန် လမ်းမှန်လမ်းကြောင်းမှန်မဖြစ်နေပဲနဲ့လူကိုယ်ရေကတလွဲတွေလှုပ်ထားပြီးတော့တလွဲလှုပ်ထားတာကိုလည်းသိရတာနဲ့အမှားကိုမပြေမဲနဲ့အဲ့တိုင်းပဲဆက်သွားနေဆိုဒီလမှာတော့ကြုံကြုံကြပြီးပြုတ်ကြနေမယ်အဲမိလုံနေတဲ့ဟာကိုလည်းမိတို့ရဲ့အကောင်းဆိုးအကြောင်းကျိုးကိုသိပြီးတော့ ကောင်းခြင်းလည်းသိတယ်ဆိုးခြင်းလည်းသိတယ်ကို့လုပ်ငန်းကိုကိုနားလဲတယ်ဆိုဒီလမှာအကြီးအကျယ်မိမိရဲ့လုပ်ငန်းတွေမိမိရဲ့အလုပ်ကိုင်တွေမိမိရဲ့ကိစ္စတွေမများအားလုံးအစင်ပြေချောင်းမြေပြီးတော့ရှော့ရှော့ရှူဖြစ်သွားဖို့ရှိပါတယ်နောက်ပြီးတော့ဒီလမှာပြောချင်တာကတော့ပါမိတာတရားများများထားပေးဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့လိုပြောတဲ့အတွက်ကြောင့်မူဒီလမှာမိမိရဲ့မိတာတွေကိုစိတ်သုံးအောင်ပြတ်သုံးအောင်လုပ်မဲ့အရာတွေအများကြီးပေါ်ပေါက်လာတတ်ပါတယ် ေါသဖြစ်စရာမျိုးအခြေအနေမျိုးတွေနဲ့အကျဉ်းချင်းကြုံရတတ်ပုံလေးရှိပါတယ်။အကြောင်းဒီလမှာစိတ်လိုက်မှန်ပါရင်လျှော့ပြီးရောမြစ်တာတရားလေးကိုထားပြီးရောလုံမယ်ဆိုလို့ဒီလမှာအေးစေးလေးနဲ့အရာအလုံးကိုကြော်ဖြတ်လို့သွားနိုင်တယ်။အဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့မိမိကမြစ်တာတရားလည်းမထားနိုင်လို့သားလေးကြီးပောက်ခွဲမယ်ဆိုဒီလမှာဒေါသကြောင့်မလို့အမားတွေဖြစ်ပြီးရောဒီပြက်နာတွေရှင်းရတာမျိုးလင်းရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။ အကြောင်းကိုကျွန်တော်အနေနဲ့ပြောချင်တာကြတော့ဒီလမှာဒေါသလေးတွေရှင်းပေးပါမိသားတွေကများများထားပေးပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုတယ်ပြောလိုတယ်ပေါ့နော်နောက်တစ်ခုကြတော့ပါလဲဆိုတော့ဒီလမှာမိမိတို့ရဲ့လုတ်တဲ့အရာများအားလုံးစီးပွားရေးကိစ္စမွေးကြီးမွေးကြီးကိစ္စတွေပေါ့နော်မွေးကြီးကတော့တုတ်တက်ဖို့အလားအလာရှိပါတယ်တုတ်တက်တာလေးလည်းအမြောင်များကြွားဖို့ရှိပါတယ်လောင်စားသမားအနေနဲ့ပြောရမှာဆိုလောင်စားဒိုင်နေရောလောင်စားဆော့နေတယ်လို့ဆိုဒီလမှာနော်ပုံမှန်ထက်ဆိုင်အမြောင်များထိတတ်တယ်အဲ့တော့ကိုကဒီ ဘာနော်ဒေတာရေးသားသမီးဆိုရင်တော့ client cloud မှာတောင်းစားသမားဆိုရင်တော့ client cloud လေးဒေထားပြီးတော့နော်လုပ်ပေးပါဘာပဲလို့ဘာလဲဘာပဲ깟깟စိတ်လိုက်မှန်ပါမလုပ်ပါနဲ့စိတ်လိုက်မှန်ပါမပြောပါနဲ့စိတ်လိုက်မှန်ပါမဆိုပါနဲ့ကျွန်တော်နေလဲပြောခြင်းနဲ့စိတ်လိုက်မှန်ပါလုပ်လိုက်ခြင်းအာဒီမိမအနောက်ရှက်တွေကြုံရဖို့ရှိတယ်ဒုက္ခတွေကြုံရဖို့ရှိတယ်ပြဿနာတွေကြုံရဖို့ရှိတယ်ပြဿနာလေးတွေဖြစ်လာဖို့ရှိတတ်ပါတယ်နောက်တစ်ခုကျတော့ပါလဲဆိုဒီလက်မှာပေါ့နော်မိမိကမိမိရဲ့ဒီ ချက်လာစွာတဲ့ပတ်ဝန်းကျင်ရတွေတငယ်ချင်းပေါင်းသေးရနေပြီးမြင်နော်ဒီနာရေးတဲ့မကောင်းတဲ့တဲ့နေကြားတဲ့နောက်ပြီးတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ညံပြေးမာတဲ့ဆိုတဲ့နေကြားတပါတယ်အဲ့ဒီအရာတွေကြောင့်မလို့မိမိကတော့စိတ်စိတ်စိတ်မကောင်းဖြစ်တာလို့စိတ်စိတ်ကအလွန်မင်းဝမ်းနေတာလို့ဖြစ်တယ်။အဲ့ဒီစိတ်မကောင်းဖြစ်တဲ့အရာစိတ်အလွန်မင်းဝမ်းနေတဲ့အရာစိတ်ထိခိုက်တဲ့အရာအကြောင်းမလို့အဲ့လိုဒီလမှာဒီကြက်မိုင်းကြီးညံ့တာမျိုးမပြောနော်ဘာစားနိုင်မတောက်နိုင်တာမျို เนาะအစာနဲ့မလိုက်တာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီလမှာဒီတနေ့လောက်ပေါ့เนาะဘာသတင်းပဲကြားရကြားရဘာတွေပဲဖြစ်လာဖြစ်လာ အရာလုံးကိုအလို့အစင်သိဖြစ်နေဖို့ပြင်ဆင်ထားပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အချို့သူတွေအနေနဲ့ဆိုရင်တော့ဒီလမှာမိမိတို့စိုးရိမ်နေတဲ့အရာတွေနဲ့ဖြစ်ပေါ်လာတတ်တယ်အကြောင်းမလို့မိမိဖြစ်လာမဲ့အရာတွေကိုအချို့သောသူတွေအနေနဲ့ကြိုးပြီးသိနေပါလိမ့်မယ် ဲ့ဒါကိုကြိုးပြီးမပြင်ဆင်ထားဘူးဆိုရင်မမိတဲပြက်နာလေးတွေပိုများလာမယ်မမိစိတ်အစဉ်ရေမှုတွေတော့ကပရိပရာတွေပေါ့နော်စစ်လာတတ်ဖို့ရှိပါတယ်။နောက်အခြေရေးတွေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးပြောရမှာဆိုဒီလာကတော့ပုံမှန်ပုံမှန်အနေထားလေးတစ်ခုပဲလို့ပြောချင်တယ်အချစ်တလေးတွေကြောင်းတတ်ဖို့ရှိတယ်။ဟိုနော်ဒီအချစ်တတွေကြောင်းဖို့ရှိတယ်ပေါ့နော်အချစ်တတွေပုံစံတတွေကောင်းမှုနဲ့ဘဝမျိုးတွေကြောင်းဖို့ရှိပါတယ်အခြေရေးတွေကံကောင်းတယ်လို့ကျွန်တော်မြင်နေပြောလို့ရတယ်ပေါ့နော်။ဟို ကျမကြီးကတော့ကျွန်တော်ရှိမှပြောခဲ့တဲ့လိုမျိုးပဲနော်ဒီစိတ်ဆင်းရဲတာမျိုးကိုဆင်းရဲတာကြောင့်မို့လို့စိတ်ထောင်းကိုကြီးစိတ်ပင်ပန်းကိုပင်ပန်းပေါ့နော်နောက်ပြီးတော့အစာတောက်ပြတ်တာမျိုးတွေကြောင့်မို့လို့မိမိရဲ့ကိုယ်ခန္ဓာအားနည်းတာမျိုးကြုံရတတ်ဖို့ရှိပါတယ်ဒီနော်ဟိုခွက်စိတ်ကုသရာဂိမ်းနေလည်းရှိတတ်ပါတယ်ပေါ့နော်အားကြောင့်မို့လို့ဒီညမာသနာတောက်လေးလူဆိုင်ပေးပါဒေထားပေးပါကျွန်တော်နေနေ question နေဘာပဲလို့စိတ်လျှော့ပါ စိတ်မိမိရဲ့စိတ်ကို control မများလို့ပါအဲ့လို control မများလို့ပို့တယ်တရားထိုင်တာမျိုးတမထားလေးလုပ်ပေးတာမျိုး brace စိတ်တာမျိုးကတော့အထောက်ပံ့ဖြစ်ပါလိမ့်မယ်အဲ့လိုမျိုးတွေချက်လုပ်ပေးပါကျွန်တော်နေနဲ့ပြောချင်တယ်ဟိုနောက်ခုကြတော့ပါလဲဆိုရရရာလေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီလမှာပေါ့နော်ဒီစတာရိတာမိများနဲ့ရရရာလေးတွေလောက်ရမယ်ဆိုဒီလစတာရိတာမိများစက်မိုင်းလေးညံ့နေအဲ့ကြောင့်မလို့ ီစေးရုံစေးကန်တွေမှာသွားပြီးရောပန့်တကူပြစ်ပေးတာမျိုးစေးရုံစေးကန်တွေမှာလိုအပ်တဲ့သူတွေကိုစေးဖို့ဝါကပေးတာမျိုးလုပ်ပြီးပါမိမိတို့ကုံမဲ့အမောင်းတွေကအားလုံးကိုပေါ့နော်သူများတို့လူတန်းလိုက်ပြီးတော့မှကျင်းကြီးအောင်မျိုးလုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပေးပါစေးရုံစေးကန်အနေတွေမှာစတူဒီဇာဝေပေးတာမျိုးမုတ်တွေဝေပေးတာမျိုးနောက်စေးတွေလှူပေးတာမျိုးလုပ်ပေးပါအဲ့လိုမျိုးဆိုတော့မိမိရဲ့အခက်ခဲမိမိရဲ့ပြဿနာတွေကိုကင်းပြောက်သွားပါလိမ့်မယ်။နောက်ပြရတာကြာစံကြော်လှူပေးပါ ကြတဲ့ကြော်ကိုအလူခံပုံကူတွေဖုံကြီးတွေတန်ကားတွေเนาะတိလာရှင်တွေနောက်လူတွေပေါ့เนาะအကုန်လုံးပါပါတယ်အကုန်လုံးကိုပူတန်းပေးခြင်းအားဖြင့်မိမိရဲ့အခက်ခဲမိမိရဲ့ပြဿနာတွေအားလုံးအစီအမီချုံမွေးသွားပါလိမ့်မယ်အားလုံးပဲအစီအမီချုံမွေးကြပါစေရလည်းကောင်းကြီးရရှိကြပါစေကံကောင်းခြင်းတွေပြည့်စုံကြပါစေကျွန်တော်အနေနဲ့ဆုမွန်တောင်းပေးလိုက်ရပါတယ်ခင်ဗျာ